ားလုံးပဲမင်္ဂလာပါရှေးဥစွာဖျားရှင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းလိုပါတယ်ဒီနေ့တော့ကျွန်တော်တို့အတူတကွာဟေရှာယအနာဂတိကျမ်းခန်းကြီး53အငယ်78အပြင်ဆင်ခြင်ဖို့ခေါ်ဖိတ်ခြင်းတယ်ဖြစ်ဖူးသော အမှုတို့ကိုမအောင်မိကြနဲ့ရှေးကာလဤအရာတို့ကို ပမာဏမပြုကြနဲ့ကြည့်ရှုလောအမှုတစ်ကိုငါပြုမည် ယခုပေါ်လာလိမ့်မည်တင်တို့သည် အမှန်ကိုသိမြင်ရကြလိမ့်မည်အကယ်စင်စစ်တော၌လမ်းကို၎င်းလွင်ပြင်၌စီးသောရေကို၎င်းငါဖန်ဆင်းမည်ပရောဖက်ကြီးဟေရှာယကဣသေလလူမျိုးတွေကိုဘာပြောလဲဆိုရင်ဖြစ်ပူးသောအရာတို့ကိုမအောင်မေ့နဲ့ဖြစ်ပူးသောအရာတို့ကိုမအောင်မေ့နဲ့ဆိုတော့ ဒီကျမ်းစာရဲ့အပိုက်ငယ်16မှာပြန်ပြီးကြည့်တဲ့အခါမှာပရောဖက်ကြီးဟေရှာယကပင်လယ်လမ်းမှာဣဒေလလူမျိုးများကိုဖျားသခင် ပို့ဆောင်ပေးခဲ့တဲ့အရာကိုသူကရေးထားတယ်။အဲ့ဒီမှာအဲဂုရုစစ်သားတွေမြင်းတွေယထားတွေအားလုံးကိုဖျားကအဲ့ဒီပင်လယ်ထဲမှာပဲ တခါတည်းဆုံးမလိုက်တယ်ဆိုတဲ့အကြောင်းကိုသူကအဲ့ဒီမှာထည့်ရေးထားတယ်။ဆိုတော့အရင်တုန်းကဣသေလလူမျိုးတွေကိုဖျားကအဲ့ဒီလူမျိုးအံဩပွေရာပို့ဆောင်ပေးခဲ့တဲ့အကြောင်းအရာတွေ အများကြီးရှိခဲ့တယ်။ဒီနေရာမှာတော့ပရောဖက်ကြီးဟေရှာယကဗာပြောလဲဆိုရင်မင်းတို့တွေအဲ့ဒီလူမျိုးဖြစ်ခဲ့ဘူးသောအရာတွေကို ပြန်ပြီးတော့မှမအောင်မေ့ပါနဲ့တဲ့။ဆိုလိုချင်တာကတော့အခုတွေ့ကြုံနေရတဲ့အခက်အခဲများအပေါ်မှာ အရင်တုန်းကဖះရှင်ကအံ့ဩဖွယ်ရာပို့ဆောင်ပေးခဲ့တယ်ဆိုတဲ့အကြောင်းအရာတွေကိုပြန်ပြီးတော့မှသတိမရနဲ့တဲ့ဆက်ပြီးတော့မှ तू ကဘာပြောလဲဆို ရှေးကာလရဲ့အရာတွေကိုလည်းပမာဏမပြုတ်ကြနဲ့ဆိုတော့ရှေးကာလရှေ့မှာဘာဖြစ်မယ်ဆိုတဲ့အရာတွေကိုလည်းပဲတဲ့ဟိုဂယူဆိုင်ဂယူဆိုင်ဆရာမလိုဘူးဂယူမဆိုင်နဲ့เนาะဆိုတဲ့အရာကို तू ကပြောတယ် ဆိုတော့တခါတလေမှာကျွန်တော်တို့ရဲ့ဘဝအသက်တာမှာဖခင်ကလုံလင်ခဲ့ပြီးသောအချိန်မှာဘယ်လိုပို့ဆောင်ပေးခဲ့တယ်ဒါကြောင့်ယခုဒုက္ခရောက်နေတဲ့အချိန်မှာလည်းပဲဖခင်ကအဲဒီလိုမျိုးပို့ဆောင်ပေးခဲ့အောင်မယ်ဆိုတဲ့အရာကိုကျွန်တော်တို့ကမျောလင့်တတ်ကြတယ်ဆိုတော့ရှေ့ကကလာမှာလည်းပဲဖခင်ကပို့ဆောင်ပေးအောင်မယ်ဆိုတဲ့အကြောင်းအရာကိုလည်းပဲမျောလင့်နေတတ်တယ်ဆိုတော့ဒီနေရာမှာ ဖះကဘာကိုသိစီတယ်လဲဆိုရင်အရင်ဖြစ်ဖူးခဲ့တဲ့အရာတွေကိုလည်းပဲမအောင်မင်းနဲ့တော့မေးလိုက်ရှစ်ကာလမှာဖြစ်မဲ့အရာတွေကိုလည်းပဲမင်းတို့စဉ်းစားစရာမလိုဘူးဆိုတော့ဖះကအဲ့ဒီမှာဒါဆိုရင်ကျွန်တော်တို့ယုံကြည်သူတွေရဲ့ဘဝအတ္တတာမှာဘာကိုမျော်လင့်ရမလဲနော်ကျွန်တော်ဘုရားမှာအခက်အခဲတွေတွေ့ကြုံလာရတဲ့အခါမှာဘယ်လိုကြော်ဖြတ်ရမလဲဒီအခါမှာပရောဖက်ကြီးဟေရှာယအဖြစ် ဖះကပြောပါတယ်ကြည့်ရှုလို့တဲ့အမှုအစ်စ်ကိုငါပြုမိတဲ့ကစင်းစားကြည့်နော်ကြည့်ရှုလို့တဲ့အမှုအစ်စ်ကိုငါပြုမိတဲ့ဖះသည်ဣတိလလူမျိုးများကိုပင်လယ်လန်းခီးကနေပြီးတော့မှတကြိမ်ပဲပို့ဆောင်ပေးခဲ့တယ်နောက်တက်သူတို့ကိုယော်ဒန်မြစ်မှာနောက်တကြိမ်ပြန်ပြီးတော့မှပို့ဆောင်တယ်ဆိုတဲ့အရာကိုတွေးရတယ်။ဖျားသည်သူလှုပ်လိုက်တဲ့အရာတွေကို အမြဲတမ်း သူ့ရဲ့သားသမီးတွေအတွက်အတိတ်တသောအရာတွေကိုပဲဖះကလုတ်ပေးတယ်အဟောင်းတွေကိုဖះကပြန်ပြန်ပြီးတော့မှထက်ထက်ပြီးတော့မှ မလုတ်ပေးဘူးဆိုတဲ့အရာကိုတွေ့ရတယ်ဒါဘာလဲဆိုရင်လူသားတွေကိုဖះက तू ဘလို့ပို့ဆောင်ပေးတယ်လဲဆိုတဲ့အရာကိုအံ့ဩပွေရာခံစားစည်ခြင်းသောကြောင့်ဖြစ်ပါတယ်အရင်တော့ကဣတိလလူမျိုးတွေကိုဖះကပင်လယ်လမ်းနဲ့ပို့ဆောင်တယ်နောက်တစ်ချိန်ယောရှုလက်ထက်မှာကြတော့ယော်ဒန်မြစ်ကိုသူက ပြန်ပြီးတော့မှ အဲဖရားရဲ့အံ့ဩပွေရာ လက်တော်နဲ့ပြန်ပြီးပို့ဆောင်တယ်ဆိုတော့ခံစားမှုအတိတ်အတိတ်ယတအတိတ်အတိတ်တွေကိုဖရားကသူ့သားသမီးတွေကိုပေးနေတယ်ဆိုတဲ့အရာကိုတွေ့ရတယ်ဒါကြောင့်အမှုအတိတ်ကိုမြင်ရတယ်ဆိုတဲ့အရာကိုလည်းပဲဒီနေရာမှာအားပေးခြင်းနဲ့ဆိုတော့ဒီနေ့ကျွန်တော်တို့ယုံကြည်သူများရဲ့ဘဝအတ္တတာထဲမှာလည်းပဲအခက်အခဲတွေဒုက္ခတွေပြဿနာတွေကိုမဖြေရှင်းနိုင်တဲ့အရာတွေရောက်လာတဲ့အခါမှာဖရားက အရင်အချိန်တုန်းက ပို့ဆောင်ပေးခဲ့တဲ့လမ်းကိုပြန်မသုံးတော့ဘဲနဲ့အခုလမ်းအသက်အမှုအသက်ကောင်းကြီးမင်္ဂလာအသက်ဖရာရှင်ပြင်ဆင်ပေးမဲ့အံ့ဩပွေရအသက်ဂယုဏအသက်ကိုပြန်လဲပြီးတော့မှဖရာကခံစားစီမှာ ဖြစ်ပါတယ်။ဒါကြောင့်ဒီမှာမပြောလဲဆိုရင်ကြီးရှုလို့တဲ့အမှုအသက်ကိုငါပြုမိဆိုတဲ့ဂရိတော်ကိုဖရာကပေးနေတာဖြစ်ပါတယ်။ ကြည့်ရှုလောအမှုသစ်ကိုငါပြုမည်ယခုပေါ်လာလိမ့်မည်သင်တို့သည်လည်းအမှန်ကိုသိမြင်ရကြလိမ့်မည်ဆိုပြီးတော့မှဖခင်ကဂရိပေးတယ်ဣသေလလူမျိုးတွေကိုဖခင်ကဂရိပေးတယ်အကယ်စင်စစ်တောနိုင်လန်းကို၎င်းလွင်မြင်၌စီးသော ရေကို၎င်းငါဖန်ဆင်းမည်တောဆိုတဲ့နေရာက လမ်းမပေါက်ပါသောသောဖခင်ကအမှုသစ်ပြုတဲ့အခါမှာအဲ့ဒီတောမှာလဲလမ်းကိုဖြစ်စေတယ် လွင်ပြင်းဆိုတဲ့နေရာကစမ်းရည်ထွက်ဖို့မလွယ်ပါဘူး။သို့တော်လည်းပဲဖခင်ကအမှုသစ်ကိုပြုစေခြင်းတဲ့အခါမှာဘယ်သူမှ စိတ်ကူးရင်လို့မရတဲ့လူရဲ့အမြင်မှာဘယ်လိုမှ မဖြစ်နိုင်တဲ့လူတွေရဲ့အတွေးခေါ်နဲ့ဘယ်လိုမှ မကြံစီနိုင်တဲ့လမ်းကိုဖခင်ကဖြစ်စေတယ်။အဲ့ဒါဟာကျွန်တော်တို့ကိုးကွယ်တဲ့ဖခင်ပဲဖြစ်တယ်။ဆိုတော့ဒီမှာပါပြောလဲဆိုရင်တော night လမ်းကိုပြင်ဆင်မယ် လွင်မြန်မှာစီးသော ရေကိုငါဖန်ဆင်းမယ်တဲ့နော်ဖန်ဆင်းမယ်လွင်မြန်၌စီးသောရေကိုငါဖန်ဆင်းမယ်တဲ့ကြီးစံဘုရားကအောဘွေရသူ့ရဲ့လူတွေကိုပို့ဆောင်မယ်တဲ့အငယ်20နဲ့တရောက်တဲ့အခါမှာတော့ကို့အဖို့ငါဖန်ဆင်းသော ထိုလ်လူမျိုးသည်ငါဤဂုံကျေးစုကိုပြရလိမ့်မည်တဲ့ဘုရားအဖို့ဘုရားဖန်ဆင်းထားတဲ့လူမျိုးတွေကိုတဲ့ ဖခင်ကသူ့ရဲ့ဂုံကျေးဇူးတော်ကိုပြရမယ့်အချိန် ရောက်လာပါလိမ့်မယ်။အဲ့တော့ဒီနေ့ကျွန်တော်တို့ယုံကြည်သူများကိုဖခင်ကသူ့ရဲ့အသွေးနဲ့ရွေးဝယ်ထားတဲ့သူတွေဖြစ်ပါတယ်။တန်ဖိုးဖြတ်လို့မရတဲ့ယုံကြည်သူများဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ယုံကြည်သူများရဲ့ဘဝအသက်တာထဲမှာအရင်တုန်းကအမှုဟောင်းဘယ်လိုမျိုးဖခင်ကပို့ဆောင်ပေးခဲ့တဲ့ဆိုတဲ့အရာကိုပြန်ပြီးစဉ်းစားပြီးတော့မှဒီလိုပဲလာလိမ့်မယ်ဆိုတဲ့အရာကိုမတွေးနဲ့ဖခင်က အမှုအသစ်ကိုပြုကျင်တဲ့ဖျားဖြစ်တယ်။သင်ရဘဝအတ္တတာမှာသင်မကြုံတွေ့သေးဘူးသောသင်မမြင်သေးဘူးသောသင်မတွေ့ခဲ့ဘူးသောအရာနဲ့ဖျားကသင်ကို ကောင်းကြီးပေးမှာဖြစ်တယ်။အမှုအသစ်ကို ပြုပေးမှာဖြစ်တယ်။ဒီအမှုအသစ်ဒီကောင်းကြီးမင်္ဂလာအသစ်အားဖြင့်သင်ရဲ့ဘဝအသက်တာမှာလည်းဖရာရဲ့ဂုံကျေးဇူးတော်ကိုပြရမယ့်အချိန်ရောက်လာပါလိမ့်မယ်။ဒါဟာသင်ရဲ့ဘဝအသက်တာမှာဖရာသခင် အလုတ်လုတ်ခြင်းသောပုံစံဖြစ်တယ်။ဒါဟာတင့်ရဲ့အသက်တာအားဖြင့်ဖရာသခင်က အလုတ်လုတ်ပြီးဖရာရဲ့ဘုံကိုတင့်ရဲ့အသက်တာအားဖြင့်ထင်ရှားစေခြင်းသောကြောင့်ဖြစ်တယ်ဆိုတဲ့အရာကိုနားလည်ပြီးဘဝမှာ အခက်အခဲတွေပြဿနာတွေတွေ့ကြုံလာရတဲ့အခါမှာ အမှုတစ်ကို ပြုပေးမဲ့ဖရာကိုမျော်လင့်အားကိုးပြီးတကလာစိတ်လှုပ်ရှားမှုအပြည့်နဲ့မမြင်ဘူးသေးတဲ့ဖရာရဲ့အံ့ဩပွေရာဂိူနာလက်တော်ကိုမြင်တွေ့ခံစားရနိုင်တဲ့ ယုံကြည်သူများဖြစ်နိုင်ကြပါစေလို့အနည်းငယ်တိုက်တွန်းခွာပေးဝေငှပါရယ်အားလုံးပေါ်မှာဖျားရှင်ဆက်လက်ကောင်းချီးပေးပါစေ။